ကျွန်တော်မမီးကနေပြန်လဲကြိုးဆိုပါတယ်ဒီနေ့ကတော့ MacBook Pro ပေါ့နော် MacBook Pro ကိုကျွန်တော်ဒီစက်ကိုဖွင့်ပြီးတော့မှကျွန်တော်တန်ရှင်းလုပ်ဝင်ပေါ့နော်တန်ရှင်းလုပ်ပြီးတော့ကျွန်တော်ဒီလိုဝက်တာလေးလုပ်ဝင်ပါတော့အဲ့တော့ကျွန်တော်ပထမဦးဆုံးကျွန်တော်ဒီဒီလိုကောင်မျိုးတွေပေါ့နော်ဒီလိုမျိုး screw driver လေးတွေကျွန်တော်ဈောင်းရမယ်အကောင့်လေးတွေမှာတော့ point လေးပါရေပေါ့နော်သူ့ရဲ့ဟာလေးတွေမှာတော့ရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီလိုဟာမျိုးလေးအစုံလိုက်ပေါ့နော်အဲ့လိုမျိုးတွေဝယ်ထားတာပို့ပြီးတော့အဆင်ပြေတယ်တစ်ခုမရရင်တစ်ခုပေါ့နော်အဲ့တော့ကျွန်တော်ဆိုလဲကျွန်တော်ဒီမှာ ျွန်တော်ပေါ့နော်အကုန်ဝယ်ထားတယ်ပေါ့နော်ဒီမှာဒီ screw driver တွေဆိုတဲ့အစုံပေါ့နော်တစ်ခုမရတစ်ခုအဆင်ပြေအောင်ဆိုပြီးတော့အဲ star star ပေါ့နော် star လို့ခေါ်တာပေါ့အဲ့လိုမျိုးတွေဝယ်ထားရဲ့ပြီးတော့ကျွန်တော်တို့ဒီဘာမှပေါ့နော်ဒါဖုန်းကျွန်တော်လည်းဖုန်းတွေပါတယ်ပြင်နေတယ်ဆိုတော့ဒီ နော်ဒီ screw driver လေးကိုဝယ်ထားတာပေါ့အဲ့တော့ဖုံးပြင်တာဝန်နာပါတဲ့လူတွေအကွန်ပျူတာဝန်နာပါတဲ့လူတွေဆိုတော့အဲ့လိုမျိုးပေါ့နော်မဖြစ်မနေကျွန်တော်ဒီ screw screw driver အစုံလေးကြီးစောင်းထားတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့စောင်းပြီးသွားပြီဆိုတော့ကျွန်တော်ဒီကောင်လေးကျတော့ဒီဖုံးတွေပါမှန်ပြီးပါခွာတဲ့ခါကျရင်လိုတဲ့ဟာလေးလေဒီ laptop တွေပါဆိုတော့ခွာဆွဲခွာလို့ရတယ်ပေါ့နော်အဲ့အကောင်လေးဒီကောင်လေးကြီးဆိုတော့လူလူကူကူကျွန်တော်ဒီ user plaza တော့ပါအောင်မှာဆိုတော့ရန်ကုန်မှာဆိုတော့သွားဝယ်လို့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီမှန်ပြီးပါခွာတဲ့ခါကျရင်ပြီးရမှာ color တဲ့ ဟာလေးကိုကျွန်တော်ဒီဝယ်ထားရမယ်ပြီးတော့ဒီပထွန်ပြားလေးတွေပေါ့နော်ဒါလေးဆိုတော့မှန်နေပါရခွာတာဥပမာဒီကောင်းနေပါရပေးပါရခွာဆိုတော့ခွာမယ်ဟာလေးရှိတယ်ပေါ့နော်အဲ့တော့ဒီလိုပထွန်ပြားလေးတွေဆိုပြီးကျွန်တော်ဒီမြန်မာဆဆကျွန်တော်ဒီဝယ်ထားမယ်ပေါ့နော်အဲ့ဒါတော့ပထမဦးဆုံးကျွန်တော်မဖြစ်မနေဝယ်ရမယ်ဆက်ဆက်တွေပေါ့နော်ဟုတ်ပြီတော့ကျွန်တော်ဒီကောင်းဘာလို့မှလဲဆိုတော့နည်းနည်းလေးဆက်ကဟိုအဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်ပြန်ပြီးတော့မှကျွန်တော်ဆက်ကိုပြန်ကောင်းအောင်ပေါ့မှတ်ကောင်းအောင်ကျွန်တော်ဒီ CPU CPU တွေပါပြန်ပြီးတော့ဆေးနေတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒါကတော့ကျွန်တော် ဒီစကူထုတ်ဖြုတ်ပါတယ်နော်ဖြုတ်ပွဲဆိုတော့ဒီဟို line ပေါ်မှာဆိုတဲ့ကျွန်တော်ကြည်ရပါမှာ MacBook Pro 2020ဖြစ်ပါပြီဒီကောင်က2019ဆိုတော့အဲအာမခံကကုံဝိုင်းဖြစ်နေတယ်ကိုပေါ့မဖွင့်လို့ရပြီဗျာအဲ့တော့ပြဿနာမရှိတော့ဘူးအဲ့တော့ကျွန်တော်ဒီကောင်ဆက်ကိုကျွန်တော်အထဲမှာစမ်းရှင်းရပါလို့မယ်ပေါ့နော်အားကြောင့်ကျွန်တော်ဖွင့်လိုက်တယ်ဝင်ခွဲဆိုတော့ screw screw device ကျွန်တော်ဖြုတ်ပွားဖြုတ်ခွဲဆိုတော့သူ့မှာ unlock ရှိတယ်ပေါ့နော်ဒီရှိအောက်ကိုကျွန်တော်ဆွဲထုတ်လိုက်ရအောင်ပေါ့နော်အောက်ဆွဲထုတ်လိုက်ပြီဆိုတော့လည်းရပြီပြီးရင်ကောင်ဟာလေးတော့ပေါ့နော် ကျွန်တော်ယူလိုက်ပြီဆိုရင်ကျွန်တော်ဒီမှာ MacBook Pro ရဲ့ဒီအထည်ထဲမှာသူ့ရဲ့ supply ဆိုင်အတွေ့ရပြီเนาะဒါဆိုရင်ဟို iPad ရတဲ့အတိုင်းပဲပေါ့နော်တုံထားတဲ့ဟာကြီးလုံးဝသေးသက်တယ်ပေါ့နော်အဲ့တော့ဒီကောင်ကတော့ CPU fan ဒီကောင်ကတော့ CPU ပေါ့နော်အဲဒီကောင်ကတော့ battery ပေါ့နော်ဆက်ဆက်မမလာဘောပူသေးရင်ပထရက်ပူကြည့်ရပါတော့ဒီမှာအဲ့တော့ဘာမှတော့တရှင်းရေးလုပ်စရာတော့မလိုဘူးကျွန်တော်ဒီကောင် CPU ကျွန်တော်ပြန်ပြီးတော့မှဒီကွန်ပေါင်းကြီးပြန်ကျွေးနေတာပေါ့နော်ဟုတ်ပြီအဲ့တော့ ဆက်လုပ်မယ်ဘာသာပုတ်ချက်တဲ့ဘိုင်းရကျတော့ကျွန်တော်ဝီကွန်ပျူတာဘိုင်းကိုလေ့လာထားတဲ့လူတွေမှာအဆင်ပြေပါဘူးเนาะဒါဆိုတော့ကျွန်တော်ဒါဖွင့်တာပါเนาะဖွင့်တာတော်တော်လေးကိုမကက်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 ဖွင့်လိုက်ရအကြောင်းမူကြောင့်ကျွန်တော်တို့ဒီမှားယွင်းသွားပြီဆိုရင်ဒီမာသာပုတ်တွေအပြတ်သွားနိုင်တယ်ပေါ့เนาะဒါကတော့သူ့ရဲ့မာသာပုတ်ပေါ့เนาะအဲ့တော့ကျွန်တော်ကဒီကအဲပေါ့เนาะဒီ CPU fan ကဟိုဟာလေးလောက်ဆရာလေးရှိပေါ့เนาะ အပူရမ်းတက်တယ်ဆိုတော့အပူကြပါအောင်လုပ်ရတာရှိပြီပါပုံရည်ရဖြစ်စေကွန်ပျူတာရဖြစ်စေပေါ့နော်ဒီ Apple product တွေဖြစ်စေ laptop တွေဖြစ်စေတုံးရတာကြာပြီဆိုတော့ဒီမှာသူ့ရဲ့ပေါ့နော်ဒီ temperature တွေကအရမ်းတက်တယ်အရမ်းပူတယ်ပေါ့နော်အဲဘာကြောင့်လဲဆိုတော့ဒီမှာလေဒီကောင်လေးရှိရပေါ့အဲကောင်လေးအပူချိန်ကိုရှော့ပေးတဲ့ဟာလေးပေါ့အဲ့ဒီပုံမှန်ကိုက3လနဲ့လောက်လုံးဝိုင်းဆိုရင်အဲ့ laptop တွေကအဲ့လိုမျိုးတန်ရှင်းရေးလုပ်ပြီးတော့မှချီးစက်လေးပေါ့နော်ဒီဟာလေးပြန်တန်ရှင်းလုပ်ပြီးတော့ဒီကွန်ပေါင်းလေးပြန်ကျွေးမှာပဲအဆင်ပြေမှာ ဲ့တော့ကျွန်တော်ဆိုရင်ရန်ကုန်မှာဆိုရင်အမြင်နဲ့ကျွန်တော် laptop လို့ကျွန်တော်မြင်လို့ဒီကောင်လေးပေါ့နော်အဲ့ common ကိုဒီကောင်ပြန်ပြီးတော့ကျွေးရမှာအဲ့ကျမှအပူချိန်ပူပြီးတော့ခံနိုင်ရှိပြီးတော့မှဥပမာပဲကျွန်တော်တို့ကဒီ model နေနေဆိုပေမဲ့လည်းနောက်ထပ်3-4နှစ်လောက်ပြန်ပြီးတော့ကိုယ့်ရဲ့စက်ကိုပြန်သုံးလို့ရတာပေါ့နော်အဲ့တော့ဒီကောင်ကိုကျွန်တော်လဲမယ်ပေါ့နော်ဒီအနှစ်လေးပေါ့နော်အဲ့ဒါ compound compound ကိုကျွန်တော်ထည့်လိုက်ပြီထည့်လိုက်ပြီဆိုတော့ကျွန်တော်ဒီပြန်ပြီးတော့ပြန်ပိတ်မယ်ပေါ့နော်ဟုတ်ပြီဒီမှာ temperature ပေါ့နော်အဲ့ကောင်က80ကနေ90ဝန်းကျင်ဖြစ်နေအောင်အခုဆိုရင် ခုနဆန်းရဲ့အဲခေါင်းဒီဂရီ78ရဲ့ဆိုတော့အဲ laptop ကဟိုလိုပေါ့ AY ပေါ့နော်တောင်းဝတာကိုဆက်ပြီးပါတယ်အဲ့တော့ကိုကဒီ implant နဲ့ပတ်သက်ပြီးတော့တည်တယ်ဆိုမှဖွင့်ပေါ့နော်လုံးဝဆက် power မလာဘဲနဲ့ပြတ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ ဲ့ဒီ laptop တွေကျွန်တော်တို့ဖုန်းတွေပဲဖြစ်စေပေါ့နော်အဲ့လို battery တွေဖြုတ်ပြီးဘာပြန်တက်ပြီဆိုရင်ဒီခါရရင်ကျွန်တော်တို့ internet တွေဘာတွေတုံးလို့မရဘူးပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော် date and time တွေမှားသွားတယ်ပေါ့အဲ့တော့ date and time တွေဘာတွေပြန်ပြီးတော့ချိန်ပေးရရပေါ့နော်ဟိုဒီမှာ computer ဆိုတဲ့ computer ရဲ့အချိန်ကြီးပေါ့နော်အချိန်ကြီးမှားနေရပါ냐ဆိုရင်ကျွန်တော် internet တုံးလို့မရတာတော့ wifi တွေဘာတွေတုံးလို့မရတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးပြန်ချိန်ပေးရတယ်ပေါ့နော်အဲ့တော့ ယွမ်းကျင်မှာကျွန်တော်ဒီအခြေခံကွန်ပျူတာပညာရေးဘာလို့သိမှာပဲပြင်သာပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့တော့နောက်ထပ်အကြောင်းအရာတွေမှာနှီးပညာရေးပတ်သက်တဲ့အကြောင်းအရာကြည့်ရအောင်ကျွန်တော် channel ကိုလည်း subscribe လေးနှိပ်ပေးထားကြပါ